အားလုံးပဲမင်္ဂလာပါဆရာမတော့ grade 11ပထဝီဝင်ကိုသင်ကြားမဲ့ဆရာမဖြစ်ပါတယ်ဆရာမတို့ဒီနေ့သင်ကြားမဲ့သင်ခန်းစာကတော့ grade 11ပထဝီဝင် အခန်းလေးဒေသန္တရပထဝီဝင်ကဥရောပတိုက်နဲ့အာဖရိကတိုက်တွေရရွေးချယ်နိုင်ငံတွေထဲမှာနယ်သာလန်နိုင်ငံရဲ့အကြောင်းကိုသင်ကြားမှာဖြစ်တယ်အဓိကအဖြစ်ဆိုရင်ဒီနေ့ဟာနယ်သာလန်နိုင်ငံရဲ့တီနီယာနဲ့အကျယ်ဝန်းမြင်းမျက်နှာတွင်မြင်တဲ့ရေစင်း

တည်ရှိတယ်ဆိုတာရယ်ပြီးတော့နယ်သာလန် နိုင်ငံနေနဲ့ထိစပ်နေတဲ့နိုင်ငံတွေကိုသိရှိစေဖို့ပြီးတော့နယ်သာလန်နိုင်ငံရဲ့ယာတီဥရုသဘာဝပေါက်ပင်နဲ့မြေဆီလွှာအကြောင်းတွေကိုသိရှိစေဖို့ပဲဖြစ်ပါတယ်ပထမအဦးဆုံးဆရာမတို့နယ်သာလန်နိုင်ငံရဲ့တည်နေရာနဲ့အကျယ်အဝန်းကိုလေ့လာကြည့်မယ်ဆိုရင်နယ်သာလန်နိုင်ငံဟာဥရောပတိုက်ရဲ့အနောက်မြောက်ပိုင်းမှာတည်ရှိပြီးတော့ က်တီကျူတွေလောင်ကြီးကျူတွေနဲ့အတိအကျပြောရမယ်ဆိုရင်မြောက်လက်တီကျူ51ဒီဂရီနဲ့54ဒီဂရီအကြားအရှေ့လောင်ကြီးကျူ6ဒီဂရီနဲ့9ဒီဂရီကြားမှာဒီရှိရယ်ဧရိယာအဖြစ်ဆိုရင်စုရန်ကီလိုမီတာ4000ကျော်4000 1543ကီလိုမီတာကျယ်ဝန်းပါတယ်နိုင်ငံရဲ့မြောက်ဖက်နဲ့ အနောက်ဘက်မှာဆိုလို့ရှိရင်မြောက်ပင်လယ်နဲ့ထိဆက်နေပြီးတော့အရှေ့ဘက်မှာဆိုလို့ရှိရင်ပြည်တော်စုဂျာမနီနိုင်ငံတောင်ဘက်မှာဆိုလို့ရှိရင်ဘယ်ဂျီယံနိုင်ငံနေနဲ့အနန္တမိတ်ချင်းထိဆက်လျက်ရှိပါတယ်။နယ်သာလန်နိုင်ငံမှာဆိုရင်ပြည်နယ်၁၂ခုနဲ့ကျွန်းပေါင်း၁၂ကျွန်းနဲ့ပါဝင်ပြီးတော့ဖွဲ့စည်းထားတယ်။ပင်လယ်ကမ်းရိုးတန်းရဲ့အရှေ့ကတော့450ကီလိုမီတာလောက်ရှည်လျားပါတယ်။ နယ်ဇာလန်နိုင်ငံရဲ့မြင်းမျက်နှာတွင်မြင်းရဲ့ရေစင်းကိုလေ့လာကြည့်မယ်ဆိုရင်နယ်ဇာလန်နိုင်ငံရဲ့ဒေသအများစုဟာရိုင်းမြစ်နဲ့မြူးစ်မြစ်တွေရဲ့မြဝကျုံးမော်ဒေသတွေပါဝင်ပြီးတော့တနိုင်ငံလုံးအနေနဲ့ဆိုရင်ညီညာပြတ်မှုတဲ့ဒေသအဖြစ်တည်ရှိပါတယ်နိုင်ငံအေရိယာရဲ့26ရာခိုင်နှုန်းလောက်ဟာပင်လယ်ရေမျက်နှာပြင် အောက်မှာရှိပြီးတော့90ရာခိုင်နှုန်းခန့်ကတော့ ပင်လယ်ရေမျက်နှာပြင်အထက်တမီတာကျော်ပဲမြင့်ပါတယ်။နိုင်ငံဧရိယာရဲ့16ရာခိုင်နှုန်းနီးပါးဟာကမ်းခြေအနီးပင်လယ်ရေဒိန်ပိုင်းနဲ့ကုန်းတွင်းရေအိုက်တွေကို ပြန်လည်ပြီးတော့ဖော်ထုတ်ထားတဲ့ကုန်းမြေတွေဖြစ်ကြတယ်။နယ်သာလန်နိုင်ငံရဲ့မြောက်ဖက်မှာဆိုရင်ကမ်းရိုးတန်းအနိမ့်ပိုင်းနဲ့အရှေ့ဘက်မှာအနည်းငယ်မြင့်မားတဲ့ဒေသတွေရှိတယ်။ နယ်သာလန်နိုင်ငံရဲ့မြေမျက်နှာသွင်းပြင်ကိုရေဘူအားဖြင့်ဆိုရင်မြောက်ဖက်နဲ့အနောက်ဖက်မှာရှိတဲ့မြေနိပ်လွင်ပြင်ဒေသနော်မြောက်ဖက်နဲ့အနောက်ဖက်မှာရှိတဲ့မြေနိပ်လွင်ပြင်ဒေသတွေနဲ့တောင်ဖက်နဲ့အရှေ့ဘက်မှာရှိတဲ့ကုန်းမြင့်ဒေသဆိုပြီးတော့နှစ်ပိုင်းပိုင်းခြားနိုင်ပါတယ်ဒီမှာဆရာမတို့ကဒီမှာအရောက်အရင်လေးတွေနဲ့ပေါ်ပြထားတာကနော်100မီတာထက်မြင့်တဲ့ဒေသတွေဖြစ်တဲ့ အယောင်အရင်ပုတ်ကလေးရ။နော်နည်းနည်းနှူးတဲ့ဟာလေးရတော့196မီတာကြားမှာရှိတဲ့ကုန်းမြင့်ဒေသတွေကိုဖော်ပြထားတာဖြစ်တယ်။ပထမအဦးဆုံးမြောက်ဖက်နဲ့အနောက်ဖက်မှာရှိတဲ့မြင်းနှိပ်လွင်မြင်ဒေသတွေကိုလေ့လာကြည့်မယ်ဆိုရင်နယ်သာလန်နိုင်ငံရဲ့မြောက်ပိုင်းဒေသတစ်ခုလုံးဟာရေခဲမြစ်တွေတိုက်စားခြင်းခံရတဲ့အတွက်ကြောင့်မလို့မြင်းနှိပ်ဒေသတွေအဖြစ်နဲ့တည်ရှိနေပါတယ်။ နိုင်ငံရဲ့မြောက်ပိုင်းနဲ့အနောက်ပိုင်းဒေသတွေဟာပင်လယ်ရေမျက်နှာပြင်ထက်နှိမ့်တဲ့နေရာတွေဖြစ်ကြတယ်။မြောက်ဖက်ကမ်းရိုးတန်းတစ်ချောင်းမှာရှိတဲ့အနောက်ဖရီရှန်ကျွန်းတွေဟာဆိုလို့ရှိရင်အရှေ့မြောက်ဖက်မှာရှိတဲ့နော်ဂျာမန်အရှေ့ဖရီရှန်ကျွန်းတွေအထိဆက်လက်ပြီးတော့တွယ်တန်းသွားပါတယ်။နိုင်ငံရဲ့အနောက်ပိုင်းမှာရှိတဲ့ဒေသတွေမှာမြောက်ပင်လယ်ကနေပြီးတော့တိုက်လေတွေ ပင်လယ်ရေလိုင်းနေနေနဲ့ရေစီးကြောင်းတွေရဲ့တိုက်စားပို့ချမှုကြောင့်မလို့ဖြစ်ထွန်းလာတဲ့သဲကုန်တွေဟာအတွင်းမိုက်မှာရှိတဲ့ရေအိုင်။နော်ပင်လယ်ထုံးအိုင်နေနဲ့ကျွန်းတွေကိုကာကွယ်ပေးထားတယ်။အချိန်တွေကြာမြင့်လာတာနဲ့အမျှအနယ်တွေပို့ချလာတဲ့ကြောင့်မလို့ရေအိုင်တွေဟာပို့ပြီးတော့သေးငယ်လာပြီးတော့ကျွန်းကြီးတွေဟာပို့ပြီးတော့ကြီးလာကြတယ်။ရေအိုင်အများစုမှာဆိုရင်နှုံးနဲ့သစ်ဆွေးမြေတွေပို့ချခြင်းကြောင့်ရဲ့ လူတွေပြုရင်ဖန်တီးမှုကြောင့်ရေကုန်းမြေတွေဖြစ်လာခဲ့ကြတယ်။အဲ့ဒီကုန်းမြေတွေကိုပိုဒါမြေလို့ခေါ်တယ်။ Zwei plus Poda ဟာဆိုလို့ရှိရင်အနိုင်ဆုံးဖြစ်ပြီးတော့ပင်လယ်ရင်မြစ်နဲ့ပြင်အောက်9မီတာခန့်မှာတည်ရှိပါတယ်။ကိုဆီယမာတို့တောင်ဘက်နဲ့အရှေ့ဘက်မှာရှိတဲ့ကုန်းမြင့်ဒေသတွေအကြောင်းကိုလေ့လာကြည့်မယ်ဆိုရင် နယ်သာလန်နိုင်ငံရဲ့ကုန်းမြင့်ပိုင်းဟာနိုင်ငံရဲ့တောင်ဘက်စွန်းမှာရှိတဲ့ဘယ်လ်ဂျီယံလူဇင်ဘတ်နဲ့ပြင်သစ်နိုင်ငံတို့ကနေပြီးတော့တွေ့တန်းလာတဲ့အာဒီနီးတောင်နှမ်းရဲ့အဆက်ဖြစ်တယ်။နိုင်ငံရဲ့အမြင့်ဆုံးအပိုင်းဟာ အရှေ့တောင်ဘက်မှာရှိတဲ့အမြင့်မီတာ323မြင့်နဲ့ဘာဆာဘတ်ကုန်းမြင့်ဖြစ်ပြီးတော့နယ်သာလန်ဘယ်လ်ဂျီယံနဲ့ဂျာမနီနိုင်ငံတို့စုံတဲ့နေရာမှာ တည်ရှိပါတယ်။နိုင်ငံရဲ့အရှိတ်ဘက်ပိုင်းဒေသတွေဟာအနှဲငယ်မြင့်မားပြီးတော့အဲ့ဒီဒေသအများစုဟာဆိုလို့ရှိရင်ရေခဲမြစ်တွေကနေပြီးတော့ပို့ချခဲ့တဲ့သဲနဲ့ကြောက်စလစ်တွေဖုံးလွှမ်းနေတယ်။တချို့နေရာတွေမှာမြစ်ကြောင်းတစ်လျှောက်မှာ နုံးမြေတွေပါဝင်ဖွဲ့စည်းထားတဲ့မြေနိမ့်ဒေသတွေဖြစ်ကြတယ်။နယ်သာလန်နိုင်ငံအစိတ်ပိုင်းအများစုကိုဥရောပတိုက်ရဲ့အဓိကမြစ်ကြီးတွေနဲ့ သူတို့ရဲ့မြစ်လက်တက်တွေမြစ်ခွဲတွေနဲ့ဖွဲ့စည်းထားပါတယ်။အဓိကမြစ်ဖြစ်တဲ့ right မြာဆိုရင်နိုင်ငံကိုတောင်ပိုင်းနဲ့မြောက်ပိုင်းအဖြစ်နဲ့ပိုင်းခြားထားပါတယ်။နိုင်ငံအတွင်းမှာ ဖြတ်သန်းစီးဆင်းနေတဲ့မြစ်တွေထဲမှာ Gelda Ice မြစ်ဟာအရှည်ဆုံးမြစ်ဖြစ်ပြီးတော့ Rhine မြစ်ရဲ့မြစ်ခွဲတစ်ခုဖြစ်တယ်။ ဆီယမရာဒီမှာ right မြေဒီကတော့ Gelda Iser မြစ်ဖြစ်တယ်သူဟာ right မြေရဲ့အရှိဆုံးမြစ်ခွဲတစ်ခုဖြစ်တယ် Belgium နိုင်ငံကနေပြီးတော့စီးဆင်းလာတဲ့ Muse မြစ်အဲ့ဒီဟာမြစ်အဲ့ဒီ Muse မြစ်ဟာဆိုရင် Netherlands နိုင်ငံအတွင်းမှာသူက Mars မြစ်အဖြစ်နဲ့စီးဆင်းသွားပြီးတော့နိုင်ငံအနောက်ပိုင်းရနေပြီးတော့မြောက်ပင်လယ်အတွင်းကိုစီးဝင်နေသူက Belgium ကနေပြီးတော့ စီးစင်းလာတဲ့ Muse Miss သူကကြတော့ Netherlands နိုင်ငံတွင်းမှာကြတော့ Mass Miss ဖြစ်နေသူကစီးစင်းပြီးတော့နိုင်ငံရဲ့အနောက်ပိုင်းကမြောက်ပင်လယ်တဲကိုစီးဝင်နေနိုင်ငံရဲ့မြောက်ဖက်နဲ့အနောက်ဖက်တွေမှာရေအိုင်ငယ်တွေများစွာရှိပါတယ် Isomia ရေအိုင်နဲ့ Macamia ရေအိုင်တွေဟာနော်တမန်တာတမန်နေနဲ့လူတွေပြုပြင်ထန်ဖန်တီးထားတဲ့ အကြီးဆုံးရေချိုအိုင်ကြီးတွေဖြစ်ကြတယ်။နော်ဒီမှာဆိုရင်အိုင်ဆယ်မီယာဒါကမကာမီယာရေအိုင်နေလူတွေပြုပြင်ဖန်တီးထားတဲ့ရေအိုင်တွေဖြစ်ကြတယ်။နယ်သာလန်နိုင်ငံရဲ့ယာစီဥရုကိုလေးလာကြည့်မယ်ဆိုရင်နယ်သာလန်နိုင်ငံဟာမြောက်ပင်လယ်နဲ့အတ္တလန္တိတ်သမုဒ္ဒရာတွေရဲ့လွှမ်းမိုးမှုကြောင့်မလို့အနောက်ဘက်ကမ်းခြေပင်လယ်ဆိုးယာစီဥရုကို ရရှိခံစားရတယ်။နိုင်ငံဟာသိငယ်တဲ့အတွက်ကြောင့်မလို့ဒေတာတစ်ခုနဲ့တစ်ခုကြားမှာရာသီဥတုကွဲပြားမှုဟာအနည်းငယ်ပဲရှိပြီးတော့ကုန်းတွင်းပိုင်းမှာဆိုရင်ပင်လွှမ်းလွှမ်းမှုမှုဟာနည်းတယ်။မကြာခဏဆိုသလိုလေပြင်းတွေတိုက်ခတ်ပြီးတော့ဆောင်းကူးနဲ့ဆောင်းရသည်မှာဆိုရင်မုန်တိုင်းတွေကြာရောက်တတ်တယ်။လေထန်ပြီးတော့မိုးများပါတယ်။အရှိဥရောပကလေအေးတွေဝင်ရောက်တဲ့ချိန်မှာ အေးခဲ့တဲ့အခြေအနေတိဖြစ်ပေါ်စေတယ်။စောင်းရသည်မှာဆိုရင်စီးနှင်းတွေ ဖုံးလန့်လေရှိရယ်။ပြင်းပြအားဖြင့်ဆိုရင်တစ်နှစ်မှာရပောင်း60လောက်နှင်းပေါက်ခဲတွေကြာရောက်လေရှိရယ်။ဇူလိုင်လပြင်းပြအပူချိန်ဟာ18ဒီဂရီဆယ်ဆီယပ်လောက်ရှိပြီးတော့ဇန်နဝါရီလပြင်းပြအပူချိန်ဟာ2ဒီဂရီဆယ်ဆီယပ်လောက်ရရှိပါတယ်။နှစ်စဉ်ပြင်းပြမိုးရေချိန်ကတော့990 မီလီမီတာခန့်ရရှိပါတယ်။နယ်သာလန်နိုင်ငံရဲ့သဘာဝပေါက်ပင်နဲ့မြေဆူလာကြောင်းလေ့လာကြည့်မယ်ဆိုရင်နယ်သာလန်နိုင်ငံမှာအများအပြားဆိုရင်တမာပိုင်းရွက်ကြွေရွက်ပြန့်တော်တွေပေါက်ရောက်တယ်။အများဆုံးတွေ့ရတဲ့ပေါက်ပင်တွေကတော့ဝက်တစ်ချာ M ထင်းရှူလင်ဒန်နဲ့ beach ပင်တွေပဲဖြစ်တယ်။မြကမ်းမားတွေမှာ ကျူပင်နေမိုးမခပင်နေအယ်ဒါနဲ့ပေါ့ပလာပင်နေတွေ့ရပါတယ်အရှိမြောက်ဖက်မှာရှိရဲ့ရေခဲဆောင်အနယ်နဲ့ရေခဲဆောင်ကြောက်ပုံအနယ်တွေပေါ်မှာဆိုလို့ရှိရင်မြေရိုင်းပင်နေဘတ်နဲ့ထင်းရှူးဆိုင်ခင်းတွေကိုတွေ့ရတယ်လူအက်စ်မြေတွေပေါ်မှာဘီချ်နဲ့ဘတ်ပင်တွေကိုတွေ့ရပါတယ် ကံယူရန်တဲခုံနေရှွန့်ထူထက်တဲ့ကမ်းခြေဒေသတွေစားငံအိမ်နေနဲ့မြဝကျိုးမော်မှာရှိတဲ့ပေါက်ပင်တွေဟာပတ်ဝန်းကျင်မှာရှိတဲ့နိုင်ငံတွေမှာတွေ့ရခဲ့တဲ့မျိုးစိတ်တွေဖြစ်ကြတယ်။ရေအိုင်တွေရှွန့်ညွန့်တွေသစ်ဆွေးမြေတွေသစ်တောတွေမြေရင်တော်တွေနဲ့စိုက်ပျိုးမြေတွေမှာအဓိကအားဖြင့်ပန်းမျိုးစိတ်တွေပေါက်ရောက်တယ်။ နယ်ဇာလန်နိုင်ငံဟာပန်းနေကြောင်းမလို့ကြော်ကြားတဲ့နိုင်ငံတနေနိုင်ငံဖြစ်တယ်။အထူးသဖြင့်ဆိုရင်နယ်ဇာလန်နိုင်ငံမှာထွက်တဲ့ကျူးလစ်ပန်းတွေဟာကမ္ဘာမှာကြော်ကြားလာပါတယ်။ဒီမှာဆီယမားတို့ကနယ်ဇာလန်နိုင်ငံမှာရှိတဲ့ကျူးလစ်ပန်းစိုက်ခင်းတွေကိုပြထားတာဖြစ်တယ်။ဒါကတော့ကျူးလစ်ပန်းကိုအသေးစိတ်လေးအနီးကလေးပြထားတာဖြစ်ပါတယ်။သူကပန်းမျိုးစိတ်တွေရလေအမျိုးစုံ ရှိပါတယ်။ နယ်ဇာလန်နိုင်ငံရဲ့မြေစီရောဟာထုံးကြောက်ဒေသကနေလွဲပြီးတော့အများအဖြစ်ဆိုရင်လေးဆောင်အနေနဲ့ပို့ချအနေတွေကနေပြီးတော့ဖြစ်ပေါ်လာတဲ့မြေစီရောတွေဖြစ်တယ်။ရေဘူအားဖြစ်ဆိုရင်နယ်ဇာလန်နိုင်ငံရဲ့မြေစီရောဟာဆွဆွပြီးတော့မြေဩစာကောင်းတဲ့မြေစီရောတွေလည်းဖြစ်တယ်။မြောက်ဖက်ကနေပြီးတော့အနောက်ဖက်ဒေသတဝက်ကျော်မှာဆိုရင်ရွှွန်စည်းမြေနဲ့တစ်ဆွေးမြေတွေကိုတွေ့ရတယ်။ကာယိုရန်ဒေသတွေမှာဆိုရင်ဒီေပို့ချထားတဲ့ နုံးမြေအများစုကို တွေ့ရတယ်။ပိုဒါမြေတွေမှာဆိုရင်ပင်လယ်ရေကနေပြီးတော့ပို့ချထားတဲ့ရွှွန်ဈေးမြေများပေါ်မှာသစ်ဆွေးမြေတွေကိုတွေ့ရတယ်။ပိုဒါမြေတွေအတွင်းမှာနုံးမြေများရှိတဲ့ဒေသတွေမှာဆိုရင်စိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကင်ကြတယ်။နိုင်ငံရဲ့အလဲပိုင်းမှာရှိတဲ့အဓိကမြေဆီလာအမျိုးအစားတွေဟာ မြစ်တရားနေပြီးတော့ပို့ချထားတဲ့ရှင်စည်းမြေတွေကိုတွေ့ရတယ်။နိုင်ငံရဲ့မြောက်ပိုင်းအမှာဆိုရင်ကြောက်စလစ်တွေနဲ့ရောနှောနေတဲ့ရှင်စည်းမြေတွေကိုတွေ့ရတယ်။ပို့ပြီးတော့မြစ်နဲ့မြောက်ဖက်အရှိဘက်နဲ့တောင်ဘက်ဒေသတွေမှာဆိုရင်သဲဆန်တဲ့မြေစီလွာတွေကိုတွေ့ရတယ်။နိုင်ငံရဲ့တောင်ပိုင်းနဲ့အရှိတောင်ပိုင်းမှာရှိတဲ့အချို့ဒေသတွေမှာဆိုရင် low as မြေစီလွာတွေကိုတွေ့ရတယ်။ဆရာမတို့ကဒီမှာဆိုလို့ရှိရင်ပိုတာမြေတွေနော် ဒီပိုရာနေတွေကိုဖော်ပြထားရဆိုတော့ဒီမှာနုံးမြေပေါ့နော်နုံးမြေရှိတဲ့နေရာတွေစိုက်ပျိုးရေးလုပ်ကိုင်းတဲ့နေရာတွေနော်နိုင်ငံရဲ့အလဲပိုင်းမှာဆိုလို့ရှိရင်တော့သူကရွှွန်စည်းမြေတွေတွေ့ရမယ်နိုင်ငံရဲ့မြောက်ပိုင်းမှာဆိုရင်တော့ကြောက်စလင်မြေရောထားတဲ့ရွှွန်စည်းမြေတွေကိုတွေ့ရပြီးတော့ပို့ပြီးတော့မြင့်တဲ့မြောက်ပိုင်းနဲ့နော်အရှိတ်ဘက်နဲ့တောင်ဘက်မှာရှိတဲ့ဒေသတွေမှာဆိုလို့ရှိရင်တော့သဲဆန္ဒတွေကိုတွေ့ရပြီးတော့သူကနိုင်ငံရဲ့တောင်ပိုင်းနဲ့အရှိတ်တောင်ပိုင်းမှာဆိုလို့ရှိရင်အချို့ဒေသတွေမှာ low s မြေတွေကိုအနည်းငယ်တွေ့ရပါတယ် ကျမတို့အခုဒီသင်ခန်းစာကိုလေ့လာပြီးရခါမှာဒီသင်ခန်းစာရဲ့အဓိကအချက်တွေကိုပြန်ပြောပြရမယ်ဆိုရင်네덜란드နိုင်ငံဟာဥရောပတိုက်ရဲ့အနောက်မြောက်ပိုင်းမှာတည်ရှိပြီးတော့ area အားဖြင့်ဆိုရင် student kilometer 4000ကျော်ကျယ်ဝန်းပါတယ်နိုင်ငံ area ရဲ့18ရာခိုင်နှုန်းနီးပါးဟာပင်လယ်နဲ့ရေအိုင်တွေကနေပြီးတော့ပြန်လည်ပြီးတော့ဖော်ထုတ်ထားတဲ့ကုန်းမြေတွေဖြစ်ကြတယ်နိုင်ငံထဲမှာ အဓိကစီးစင်းနေတဲ့မြစ်တရာတော့ right မြစ်နဲ့ muse မြစ်တွေဖြစ်ပြီးတော့ right မြစ်ကမြစ်ခွဲတစ်ခုဖြစ်တဲ့ Gelder Isaiah ဆိုလို့ရှိရင်နိုင်ငံရဲ့အရှိဆုံးမြစ်ဖြစ်ပါတယ်။ Netherlands နိုင်ငံဟာတီနီးယားအနေထားကြောင့်မလို့မြောက်ပင်လယ်နဲ့ Atlantic သမုဒ္ဒရာတွေရဲ့လွှမ်းမိုးမှုကြောင့်မလို့အနောက်ဘက်ကမ်းခြေပင်လယ်ဆိုးရာသီဥတုကိုရရှိခံစားရတယ်။ Netherlands နိုင်ငံမှာအများအပြားဖြစ်ဆိုရင်တမာပိုင်း ရွက်ကြွေရွက်ပြန့်တော်တွေပေါက်ရောက်တယ်။နယ်သာလန်နိုင်ငံရဲ့မြေစီလွာဟာထုံကြောက်ဒေသတွေကလွဲပြီးတော့အများအားဖြင့်ဆိုလို့ရှိရင်လေဆောင်အနယ်နဲ့ပို့ချအနယ်တွေကနေပြီးတော့ဖြစ်ပေါ်လာတဲ့မြေစီလွာတွေဖြစ်ပါတယ်။ကျမတို့အခုသင်ခန်းစာကိုလေ့လာပြီးတဲ့အခါမှာဒီမှာနမူနာဖော်ပြထားတဲ့နော်မိကွန်းလေးတွေကိုဖြည့်ဆို့ကြည့်တင်ပါတယ်နော် ီမှာဆိုလို့ရှိရင်နံပါတ်1အနေနဲ့ဆိုရင်မှန်မားမေးခွန်းကိုဖြေဆိုရမှာဖြစ်တယ်။နံပါတ်2အနေနဲ့ဆိုလို့ရှိရင်ဆရာမတို့ကအဖြေမှန်ရွေးမေးခွန်းကိုဖြေဆိုရမှာဖြစ်တယ်။အဖြေမှန်ရွေးမေးခွန်းကိုဖြေဆိုတဲ့အခါမှာသင်ခန်းစာကိုသေချာဖတ်ထားမှသာဖြေဆိုနိုင်မှာဖြစ်တယ်။မဟုတ်လို့ရှိရင်ဇဝေဇဝါနဲ့ရောထွေးနိုင်ပါတယ်။နံပါတ်3အနေနဲ့ဆိုလို့ရှိရင်ကွက်လက်ဖြေမေးခွန်းမှာအဲ့ဒါလေသင်ခန်းစာကိုဖတ်သွားကြရအဓိက ချက်ကလေးတွေကိုမြင်သာပြီးတော့မှတ်သားသွားမယ်ဆိုရင်ကွက်လက်ဖြေမိကုန်းကိုလည်းဖြေဆိုနိုင်မှာဖြစ်တယ်။နံပါတ်၄အနေနဲ့ဆိုရင်မတ်စုတို့မိကုန်းမှာမတ်စုတို့မိကုန်းဖြစ်တဲ့အတွက်ကြောင့်မလို့သူကမိကုန်းတော်ပုံစံဖြစ်တဲ့အတွက်ကြောင့်မလို့သူအမှတ်နဲ့တောင်ဖြေဆိုရမှာဖြစ်တယ်။နံပါတ်၅မိကုန်းကတော့မိကုန်းရှည်ပါမိကုန်းရှည်ကိုတော့ပြေဆုံးစွာနဲ့ဖြေဆိုရမှာဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။ပုံမှန်ပြေဆုံးတဲ့သင်ခန်းစာတွေ မေခွန်းအဖြေနဲ့မှတ်စုတွေကို Pandy Education Application မှာဆက်လက်လေ့လာနိုင်ပါတယ်။